ချင်းပြည်တီးသိမ့်မြို့နယ်အတွင်းစစ်ကောင်မရှင်ရဲ့ထိုးစစ်တွေကြောင့်ဒေသခံပြည်သူ3000နီးပါးဟာအိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီးအရေးပေါ်စားနပ်ရိက္ခာနဲ့အမိုးကာတွေအရေးပေါ်လိုအပ်နေပါတယ်အော်တိုဘာလကုတ်ပိုင်းလောက်ကစပြီးဒီနေ့အချိန်ထိကလေးတိုင်းရင်တီးသိမ့်လမ်းမပေါ်ကဒီသားခဲ့ပြည်သူတွေစစ်ပေးရှောင်နေတာလို့အကူအညီပေးနေသူတွေကပြောပါတယ် ကလေးမျိုးနဲ့တီးသိမ့်မျိုးဖက်ကနေစစ်ကွန်မရှင်တပ်ဖွဲ့တွေကနှစ်ဖဲညက်ပြီးစစ်ကြောထိုးခဲ့တာကြောင့်ချင်းတောက်ပိုင်းနဲ့မြောက်ပိုင်းလမ်းစုံဖြစ်တဲ့တိုင်းရင်းရွာကိုချင်းပူပေါင်းတပ်တွေကလက်လွတ်လိုက်ရပြီလို့ချင်းကြီးနောက် CB ကအတည်ပြုပြောပါတယ် နွေပါလာဒုတိယပတ်ထဲမှာလဲလွတ်လိုက်ရတာလို့ဆိုပါတယ်။ဒါပြင်စစ်ရေးအရာအချက်ချကြတဲ့ကနေဒီတောင်စခန်းကိုပါစစ်ကုမရှင်ကထိတ်ချုပ်လိုက်တာကြောင့်ချင်းပြည်ထဲကိုဝင်ထွက်တဲ့အရေးပါတဲ့လမ်းကြောင်းတွေပိတ်ဆို့နိုင်တဲ့အနေရရှိနေပါတယ်။လက်ရှိမှာစစ်ကြောတွေဟာဖလန်းမျိုးဖက်ကိုဥတည်နေပြီးတိုက်ပွဲတွေဆက်ပြင်းထန်နေတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။